ရိုးစကားတွေပြန်လဲကျိုးဆိုပါတယ်စီကြောဆိုတာကကန်နာဘစ်လို့ခေါ်တဲ့အပင်မျိုးစားကနေရရှိတဲ့ထုတ်ကုန်ကိုခေါ်တာပါကန်နာဘစ်ကိုမာရီဝါနာနဲ့ဟမ်ဆိုပြီးမျိုးစားနှမျိုးခွဲခြားနိုင်ပါတယ်အခုလက်ရှိသိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရကန်နာဘစ်အပင်တစ်မျိုးမှာဓာတုတွေပေါင်း900ကနေ966မျိုးထိပါဝင်တယ်လို့ခန့်မှန်းထားကြပါတယ်အဲ့ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုအမျိုးမျိုးကိုဖြစ်စေနိုင်တဲ့ cannabinoids လို့ခေါ်တဲ့ဓာတုတွက်ပေါင်း100ကနေ140တိရှိတယ်လို့သုတေသနအမျိုးမျိုးကဖော်ပြပါပါတယ်။ဒီ cannabinoids တဲမှာအရေးကြီးဆုံးနှမျိုးကတော့ THC လို့ခေါ်တဲ့ tetrahydrocannabinol နဲ့ CBD လို့ခေါ်တဲ့ cannabidiol ပဲဖြစ်ပါတယ်။ THC ကတော့ဆေးကြောကိုသုံးဆဲတဲ့အခါမူရစ်စီတဲ့ high arginine ကိုဖြစ်စေတဲ့အဓိကထွက်ပေါင်းဖြစ်ပါတယ်။စိတ်ချင်းနဲ့ မှန်ညာအာယုံခံစားမှုနဲ့အချိန်သိရှိမှုတို့ကိုပြောင်းလဲစေပါတယ်။ CBD ကတော့ THC လိုစိတ်ကိုမပြောင်းလဲစေတဲ့ non psychoactive drug ပေါင်းဖြစ်ပြီးသုံးဆသူကိုမမှုစေပါဘူး။နာကျင်မှုတက်သာစေခြင်း所有部分မှုလျှော့ချခြင်းနဲ့ကြောင်ရမ်းမှုကိုလျှော့ချပေးခြင်းစတဲ့ဆေးဘက်ဆိုင်ရာအကျိုးကျေးဇူးတွေအတွက်သုတေသနပြုနေကြတဲ့ trap bomb ဖြစ်ပါတယ်။ CBD trap bomb ကိုဖြစ်ဆွတ်စာအဖြစ်သာမကတိကျတဲ့ကျန်းမာရေးပြဿနာတွေအတွက်စေဝါဖြစ်နေပါတရားဝင်ထုတ်လို့တုံ့ဆွဲနေပြီဖြစ်ပြီး ဝယူပြန်ယောဂအတွက်ထုတ်လုပ်တဲ့ Epidiolex လို့တရားဝင်စေဝါတွေလည်းထုတ်လုပ်နေပြီဖြစ်ပါတယ်။ CBD ကိုတော့ hemp လို့ခေါ်တဲ့ရှော်ပင်တွေကနေအဓိကထားထုတ်လုပ်နေပါတယ်။ဆေးကြောက်တွေမှာတော့ THC 300ခန့်လုံးလောက်သာအများဆုံးပါဝင်ပြီး hemp လို့ခေါ်တဲ့ချော်ပင်မှာတော့ THC 100ခန့်လုံးအောက်သာပါဝင်ပါတယ်။အရင်ကဆေးကြောက်တွေမှာ THC ပါဝင်မှု900ခန့်လုံးကနေ1000ခန့်လုံးဝန်းကျင်လောက်သာရှိရတာကနေလက်ရှိမှာတော့ cannabis concentrate လို့ခေါ်တဲ့ဆေးကြောက်အစီအရင်နဲ့ အဒီဘက်စ်လို့ခေါ်တဲ့စားတောက်နိုင်ငံထုတ်ကုန်တွေမှာ THC ထက်ပါဝင်မှုမြင့်မားလာပါတယ်။စီးကြောအစီ Cannabis Concentrate တွေကတော့ THC ပါဝင်မှုအများဆုံးထုတ်ကုန်တွေဖြစ်ပြီး THC ရဲ့90%ခန့်လုံးကနေ99%ခန့်လုံးထိပါဝင်တာကြောင့်အယုံစူးဆိုင်မှုမြင့်တင်တာသောထုတ်ကုန်တွေလို့ခေါ်ကြပါတယ်။စီးကြောနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေမှာ THC ပါဝင်မှုမြင့်မားလာတာဟာဇီဝဗေဒစီးပွားရေးနဲ့ဤပညာတို့နဲ့ဆက်စပ်နေပါတယ်။ဒါကတော့ ဒီစီတဲ့ပေါ်မှုမြင်မာလာရတဲ့အဓိက အရေးကြီးဆုံးနဲ့အခြေခံအကျဆုံးအကြောင်းအရာပါစီကြောက်စိုက်ပျိုးသူတွေဟာဒီစီပမာဏအမြင့်ဆုံးဖြစ်စေဖို့အတွက်သဘာဝအတိုင်းမျိုးပွားခြင်းကိုတားဆီးရဲ့အမအပန်းဝင်နေဟုသာစိုက်ပျိုးလာကြပါလေစိုက်ပျိုးသူတွေဟာရည်ရွယ်ချက်ရှိရှိနဲ့ဒီစီမြင်မာတဲ့မျိုးစိတ်တွေကိုသာရည်ရွယ်ချက်ဖန်တီးပြီးမူလမျိုးစိတ်တွေထက်ပုံမပြင်းထန်တဲ့မျိုးဝက်တဲ့ strain တွေကိုစိုက်ပျိုးထုတ်လုပ်လာကြပါလေဒီလိုလှုပ်ဆောင်မှုက CBD ပံဝင်မှုကိုရှော့ချပြပြီး တရေးစီပါဝင်မှုကိုသူရည်သားသားမြင့်တင်လိုက်ပါတယ်။ဈေးကွက်ဝယ်လိုအားနဲ့စီးပွားရေးလုံဆောင်မှုစားသုံးသူရဲ့ဝယ်လိုအားနဲ့စီးပွားရေးဆိုင်ရာပြန်ဆိုင်မှုကလည်းတရေးစီမြင့်တက်မှုကိုတွန်းအားပေးပါတယ်။သုံးဆဲသူများအထူးသဖြင့်အပန်းဖြေဖို့အတွက်သုံးဆဲတဲ့လူတွေဟာပုံမပြင်းထန်ပြီးကျင်းမြန်တဲ့ height အာနည်းစဉ်ကိုလိုချင်ကြတဲ့အတွက်ဈေးကွက်မှာတရေးစီမြင့်မားတဲ့ထုတ်ကုန်တွေရဲ့ဝယ်လိုအားမြင့်တက်လာပါတယ်။ထုတ်လို့ရောင်းချသူတွေကလည်းပြင်းအားမြင့်တဲ့ထုတ်ကုန်တွေကိုတိုင်ဘက်တွေထက်ပုံမထုတ်လို့ချင်းပြင်း ဈေးဘွက်ဒီမှာပုံမှုဆွဲဆောင်မှုရှိတဲ့ထုတ်ကုန်တွေအဖြစ်ရောင်းချနိုင်ပြီးအကျိုးအမြတ်ပုံမှုရရှိလာပါတယ်။စီးကြောက်ကိုတရားဝင်ခွင့်ပြုထားတဲ့ဒေသတွေမှာစီမင်းစည်းကမ်းတွေဟာ TAC ပမာဏကိုတင်းတင်းကြပ်ကြပ်ကန့်သတ်မှထားတဲ့အခါဈေးဘွက်ပြည့်ထုတ်လုပ်သူတွေဟာဒီပညာကိုအသုံးယူပြီးပြင်အားကိုအမြင့်ဆုံးမြင့်တင်မှုသာအာရုံစိုက်လာကြပါတယ်။ခင်မီစိုက်ပျိုးနည်းနဲ့ထုတ်လုပ်မှုဤပညာများခင်မီနီးပညာတွေကတဘာဝပန်းမွင့်တွေထက်များစွာပြင်းထန်တဲ့ထုတ်ကုန်မျိုးစားတွေကိုဖန်တီးပေးနိုင်ပါတယ်။အပူချင်း အလင်းအောင်နဲ့အာဟာရဓာတ်တို့ကိုတိကျစွာထိညှုပ်ထားသောဝိုးလုံးလေးလုံးအင်ဒိုဆိုက်ပျိုးရေးနည်းစနစ်များက TSC ထုတ်လုပ်မှုကိုအမြင့်ဆုံးရောက်အောင်တွန်းပို့ပေးနိုင်ပါတယ်။ hash wire shutter was distillate စတဲ့စီးကြောင်းအစီထုတ်ကုန်တွေကိုထုတ်လို့ရမှာဓာတ်ဝေဒနည်းစနစ်တွေကိုအသုံးပြုပြီး TSC ဓာတ်ကိုစစ်ထုတ်တန်တယ်က60ရာခိုင်နှုန်းကနေ99ရာခိုင်နှုန်းအထိပေါင်းမှုမြင်မှားလာသေးပါတယ်။အချို့အားဖြင့်ပြောရမယ်ဆိုရင် TSC ဓာတ်မြင်မှားလာခြင်းကစိုက်ပျိုးရေးနည်းကိုပြောင်းလဲခြင်း စီးပွားရေးအအကျိုးမြတ်ရယူလိုခြင်းနဲ့စားသုံးလူရဲ့ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့်ဖြစ်လာတာပါဒီစီတက်မြင်မာလာခြင်းကရိုးရာဆေးရောက်သုံးဆွဲခြင်းလိုတာမန်အပန်းပြေခြင်းဟိုက်တာမျိုးမဟုတ်တော့ဘဲပုံမူပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံတွေကိုဖြစ်ပေါ်လာစေတယ်လို့သူသေသနာတွေကပေါ်ပြနေပါတယ်ဒီစီတက်ပါဝင်မှုမြင်မာလာလီစိတ်ပိုင်းဆိုင်ရာအာနိသင် psychoactive effect တွေပုံမူပြင်းထန်လေလေဖြစ်ပြီးအထူးသဖြင့်ပုံမှန်မဟုတ်ဘဲ THC တက်ပေါင်မှုများတဲ့ထုတ်ကုန်တွေကိုသုံးဆွဲတဲ့အခါ စူးကျူးတွေပိုဖြစ်လာနိုင်ပါတယ်။ DAC တဲ့အများသာပါဝင်တဲ့ထုတ်ကုန်တွေကိုပုံမှန်သုံးစွဲခြင်းဟာစိတ်ရောဂါဥပမာစိတ်ကစင်လျားဖြစ်ခြင်း schizophrenia ရောဂါကိုဖြစ်ပွားနိုင်ခြင်းတိကျစွာမြင့်တင်ပေးပါတယ်။အထူးသဖြင့်ဆယ်ကျော်သက်အရွယ်မှာစတင်သုံးစွဲသူတွေဒါမှမဟုတ်ရိုးရိုးပီစာအရာစိတ်ရောဂါဖြစ်နိုင်ခြင်းရှိသူတွေမှာပိုအန္တရာယ်များပါတယ်။ DAC ပမာဏအများလုံးတွင်ပုံမှန်စိတ်လှုပ်ရှားမှုထက်လွန်ကဲပြီးစိုးရိမ်ပူပန်မှုလွန်ကဲခြင်းဒါမှမဟုတ်ကြောက်လန့်တုန်လှုပ်ခြင်း panic attack မျိုးဖြစ်ပေါ်နေပါတယ်။ မြန်မာနယ် DAC အာဏာသိမ်းရောက်ပဝင်းညင်ကိုတန်လျာဝင်ရင်းနဲ့သူတို့ဘားကကိုယ့်ကိုအန်ရဲပေးမယ်လို့ထင်မြင်ရင်းစတဲ့ယာယီထင်အောင်ထင်မှားဖြစ်ရတဲ့ကိုခံစားရနိုင်ပါပဲ DAC တဲ့မြန်မာလီလီစီးကြောက်ဆွဲလန်းမှုကနာဘစ် use disorder ဖြစ်နိုင်ခြင်းနဲ့ဆွဲလန်းမှုလက္ခဏာတွေပုံပုံပြင်းထန်နိုင်ခြင်းမြန်မာလီလီဖြစ်ပါတယ် DAC 30ပြီးချက်ချင်းဆိုသလိုနှလုံးခုန်လုံးမြန်လာခြင်းနဲ့သွေးပုံချိန်တက်လာခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ် DAC တဲ့မြန်မာရဲ့ထုတ်ကုန်တွေကိုပုံမှန်30တာဟာ ဒီစီမှာနှလုံးသွေးရောယောဂါကြောင့်သိဆုံးနိုင်မျိုးကိုပြင့်တင်ပေးတယ်လို့လည်းမကြသေးမီကသူ့တည်နာတွေကဖော်ပြထားပါတယ်။သုံးဆွေးနေတဲ့အတွင်မှတ်ဉာဏ်ထိခိုက်ခြင်း၊အာယုစူးစမ်းရခခဲ့ခြင်းနဲ့ဆုံးဖြတ်ချက်ချနိုင်စွာကြာဆင်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။အသက်25နှစ်အောက်လူပြိုတဲ့အုံနောက်ဖွံ့ဖြိုးတဲ့အရွယ်ကာလတွေမှာ THC တက်မြင်မာတာကိုပုံမှန်ထိတွေ့ခြင်းကရရှိအနေနဲ့အုံနောက်ဖွဲ့စည်းပုံကိုပြောင်းလဲစေနိုင်တယ်လို့သူ့တည်နာတွေကဖော်ပြနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့အသက်25နှစ်မတိုင်မီကာလဟာ တီးစီတဲ့ရဲ့အဆိုးရိုးတွေကိုအခံရဆုံးအသက်အရွယ်အပိုင်းကြားဖြစ်ပါတယ်။လူအုံတော်ဟာအသက်25ဝန်းကျင်အထိဆက်လက်ဖွံ့ဖြိုးနေပြီးငယ်ရွယ်စဉ်မှာတီးစီတဲ့ကိုပုံမှန်သုံးဆခြင်းကအုံတော်ရဲ့မှတ်ဉာဏ်အာရုံစူးစမ်းမှုနဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေကိုထိန်းချုပ်တဲ့အစိပ်ပိုင်းတွေရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ပုံကိုပြောင်းလဲစေနိုင်တာကြောင့်ပါ။ဆက်ကျော်သက်အရွယ်မှာတီးစီမြင်မာတဲ့ဆေးရောက်ကိုအသုံးပြုခြင်းဟာစေယောဂါဒါမှမဟုတ်စိတ်ကစဉ်ကလျာယောဂါဖြစ်ပွားနိုင်ခြင်းကိုသတိသာမြင့်တင်ပြီးကြောင်းခိုင်မာတဲ့သူတင်နာတွေကဖော်ပြနေပါတယ်။ DC မြန်မာရဲ့ဆေးရောက်ကိုအချိန်ကြာမြင့်စွာနှိမ့်စင်တုံ့ဆက်သူအချို့မှာပြုတ်အန်ခြင်းဝမ်းပိုက်အောင်ခြင်းနဲ့အောက်အန်ခြင်းများဆက်တိုက်ဖြစ်ပေါ်တဲ့ယောဂလက္ခဏာစုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ဆေးကြောင်းနဲ့ဆေးရောက်ထုတ်ကုန်တွေကိုတုံ့ဆက်မယ်ဆိုရင်ဘေးရန်ရဲ့ကိရှိရဲ့အတွက်ပမာဏအနည်းငယ် low dose ဖြင့်စတင်ပြီးသင့်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုအချိန်ပြီးစောင့်ကြည့်စင်ပါတယ်။ start low ကိုစိုးဆိုတဲ့ဆောင်ပုံးနဲ့တုံးဆဲတာကအကောင်းဆုံးဖြစ်ပြီး DC နဲ့ CBD ပမာဏမျှတစွာပါဝင်တဲ့ထုတ်ကုန်တွေကိုသာတုံးဆဲတဲ့နယ်လို့ ပညာရှင်တွေကအကြံပြုထားကြပါတယ်။အခုကျွန်တော်ပြောပြပေးပါတဲ့အကြောင်းအရာလေးကိုစဉ်းဝင်စားရဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဘူးနော်။